ပေါင်မပွေပေါင်နေတဲ့ပုံစံနဲ့စင်ပေါ်မှာကွာတတလန်းလျှောက်ခဲ့လို့လူပြောများနေကြိုက်ထူအလှမဲ့ကဘရာပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်စင်ပေါ်မှာချီးပါခြင်းတလူလုံးပေါင်ချားမှာယာနာပေါက်တလူလုံးကွာတောက်ကွာတလန်းလျှောက်လို့ပွဲဖြစ်နေတာကတော့အလှမဲ့ကဘရာဖြစ်ပါတယ် ကချင်စိုးရောမရန်ဆိုင်တော်ကျင်းပနေတဲ့ Miss Grand Myanmar 2025ကတော့အခုနှစ်မှာရုပ်အပေါက်ဆုံးအလားမဲ့ပြိုင်ပွဲကြီးဖြစ်နေပါတယ်။အခုဆိုရင်တော့စင်ပေါ်မှာအလားမဲ့တွေဟာပုံစံမျိုးစုံနဲ့ပြောင်းဆန်နေရပါ။အထူးသဖြင့်တော့ဂျမန်နေကကျင်းပသွားတဲ့ National Costume ပြိုင်ပွဲမှာဆိုရင်အလားမဲ့တွေရဲ့ပုံစံကတော်တော်လေးကိုရုပ်ပေါက်နေရဖြစ်ပါတယ်။တချို့တွေကဆိုရင် Bus Car ကိုအင်ဂျီလဝစ်တဲ့သူတွေခေါက်ဆွဲလင်မန်းကြီးကို စင်ပေါ်တင်ကပြိုင်နေတဲ့သူတွေစင်ပေါ်မှာခေါက်ဆွဲစားပြီးတော့ရှာတလန်လောက်ထုတ်ကဆက်ပြတဲ့သူတွေ စင်ပေါ်မှာဆက်ယုံမဆိုပြီးတော့ခြေကားရလက်ကားရနဲ့လမ်းလျှောက်ပြတဲ့သူတွေနောက်တစ်ခါဘလူးမဝစ်စုံနတ်ကတော်ဝစ်စုံတွေဝေးကောင်တောင်ပြုံပွဲတော်အလားတချင်းချင်းကားပြတဲ့သူတွေနဲ့တကယ့်ကိုပြောင်းဆန်နေရဖြစ်ပါတယ်ဒီကြားထဲမှာအင်တာနက်ပေါ်မှာတော်တော်လေးကိုနာမည်ကြီးနေရကတော့စင်ပေါ်မှာအီးပါခြင်းတလူလူရှူပေါင်းခြင်းတလူလူပုံစံနဲ့ကတ်ဝေါ်လျှောက်ခဲ့ရက ကြိုက်တူကိုစားပြုအလားမဲ့ကာဗရာလို့ခေါ်တဲ့ကာကာဖြစ်ပါတယ်။အခုဆိုရင်တော့ကာဗရာကိုကြိုက်တူမျိုးကလူတွေကခင်မုံမို့အီလီတန်နဲ့ပြန်လာရဲရင်ပြန်လာကြည့်ဆိုပြီးတော့ကျင်းနေကြတာပါ။အလားမဲ့ကာဗရာက Miss Grand မြန်မာ2025ပြိုင်ပွဲမှာ National Constitution ပြိုင်မှုမှာလူပြောစရာဖြစ်ခဲ့ရတာပါ။ ကာဗရာကကြိုက်ထုံမျိုးကဖြစ်လို့ကြိုက်ထီယိုကိုအင်စပိုင်ယာယူကောင်ကြိုက်ထီယိုကကစားစရာဝါသနက်အထန်းသမားတွေထန်းတဲ့ဝါချင်းတောင်းနေကြိုက်ထီယိုမှသာရနိုင်တဲ့အလားစင်ပစ္စည်းတွေနဲ့ဒီဇိုင်းချုပ်လို့က National Costume ပြိုင်ပွဲကိုအရှင်ပြိုင်ခဲ့ရပါဘူး ကာဘရာရဲ့ဝိဆုံနာမည်ကမြတ်တာရှင်ဝါဆက်ယုံမာလီလို့အမည်ပေးထားပြီးတော့စင်ပေါ်မှာဤထွက်ကြတော့မလို့လို့ဖြစ်နေခြင်းအိမ်သာမအားတဲ့ပုံစံနဲ့လမ်းလျှောက်ပြခဲ့ရဖြစ်ပါတယ်။ကာဘရာကတော့ဆက်ယုံလမ်းလျှောက်ဟန်ဆိုပေမဲ့အမန်တကယ်ဤထွက်ကြတော့မဲ့သူလို့လို့ရွာနာပေါင်းနေတယ်လို့လို့ဖြစ်ပြီးတော့မြင်တဲ့သူတိုင်းကမပြုံးမဲနဲ့ဝလုံးခွဲရဲချင်းမိကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအင်တာနက်ပေါ်မှာလူတွေကတော်တော်လေးကိုဟားနေကြတာဖြစ်ပါတယ်။ အလမဲကာဗရာကတော့သူမအနေနဲ့စူရတာမရတာတန်လူတွေကသူမကိုကြည့်ပြီးတော့ရေကြပြောကြရှင်ကြလို့ရှိရင်ကျေနပ်ပါပြီလို့ပြောခဲ့ရပါအစောပိုင်းမှာတော့အလမဲကာဗရာကဒီဝိဆောင်ကဝေးကစင်ပေါ်မှာဆက်ရုပ်လို့လမ်းလျှောက်ရတာအဆင်မပြေမှာစိုးပေမဲ့အဆင်ပြေပြေလုံနိုင်ခဲ့လို့ကျေနပ်တယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ် မစ်ဂရန်းမြန်မာပြန်ပွဲကတော့ထူးအလွန်ကြိုက်တွေ့စဉ်မှာတော့တော်တော်လေးကိုအစဉ်တန်းရှိတဲ့ပွဲတစ်ခုဖြစ်ခဲ့ရပါဒါပေမဲ့မနေ့ကထူးအလွန်နဲ့ MGN ဩဂတ်ထနယ်ဝက်တို့ရန်ဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ကချင်ဆိုတော့မရန်ဆိုင်တော်ကကြိုက်တွေ့နေရပါဒါပေမဲ့လည်းအခုတကမှာတော့မရန်ဆိုင်တော်ကြိုက်တွေ့နေတဲ့ပွဲကတော်တော်လေးကိုရုပ်ပေါက်နေရဖြစ်ပါတယ်အထူးသဖြင့် Miss Grand မြန်မာ2025ပွဲရဲ့ရိုးရာဝတ်ဆောင်ပြန်ပွဲမှာဆိုရင်အလှမရီယာတော်တော်လေးကိုရုပ်ပေါက်နေရပါ တချို့ပြည်သက်တွေကဆိုရင်ဒီလိုမျိုးအလားအမရီနဲ့နိုင်ငံသားကိုသွားပြိုင်ရင်မြန်မာနိုင်ငံကိုအိုးမဲလူသလိုဖြစ်နေမှာတည်ကြတယ်လို့ဆိုကြပါတယ်။အထူးသဖြင့်တော့အလားအမရီဟာအလားအမ National Ghost တို့ပြိုင်တာနဲ့မတူပဲစက်ကပ်ပွဲလိုလိုနှစ်ပွဲလိုလိုဖြစ်နေပါတယ်။ဒီကြားရင်းမှာရုပ်ပေါဆောင်ကတော့စိုက်ထုံမျိုးကအလားအမကာဘရာဖြစ်ပါတယ်။ကာဘရာကစိုက်ထုံမျိုးကုံဆောင်စိုက်တီယိုဆန်တော်ရှင်ဘုရားကြီးကိုဖော်ညွှန်းခြင်းနဲ့နေနဲ့စိုက်တီယိုကထွက်တဲ့အမတ်တရားလက်ဆောင်ပစ္စည်းတွေကိုခန္ဓာကိုယ်ပေါ်မှာ စိတ်တစဝေဒနာရှင်တယောက်လိုဝိစင်ခဲ့ရဖြစ်ပါတယ်။ဒါအပြင်ကြိုက်သီးကိုအထိမ့်မှဖြစ်တဲ့ဝါချင်းတွေဝါတောင်းတွေနဲ့ကလေးတွေစောတဲ့တလန်လောက်ရှိတဲ့ဝါသနက်ကိုတောင်းမှကင်ဆောင်ထားပါသေးတယ်။အခုကြည့်ချွနေကြတဲ့ပရိသတ်တွေကရောအလမဲခဘရာကိုဘယ်လိုမြင်ကြလဲဆိုတာပြောခဲ့ပါအောင်နော်။ကြိုက်ထုံမျိုးကလူတွေကတော့အလမေခဘရာကကြိုက်ထုံမျိုးကိုတိတ်ခါချနေရဆိုပြီးစိတ်ဆိုးနေကြတာပဲဖြစ်ပါရဲ့ရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်